အားလုံးပဲမင်္ဂလာပါဒီဒီဗီဒီယိုမှာပြည်တိုင်းပြည်ပချင်းနဲ့ကြောင်းအလေးကတော့ကျွန်တော် VPN နဲ့ချိတ်ဆက်အသုံးပြုတဲ့အခါပေါ်တော့ခဏခဏပြောင်းပြန်ချိတ်ရရပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုဒီဗီဒီယိုမှာပြည်တိုင်းပြည်ပေးသားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အသုံးပြုတဲ့ VPN ကကျွန်တော်ခဏခဏပြတ်ပြုတ်ရတာပေါ့နော်ပြန်ပြုတ်ပြီးတော့မှကျွန်တော်ပြန်ပြီးတော့မှပြန်ပြန်ချိတ်ရတာပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြပေးသားမှာဖြစ်ပါတယ် အရင်ဦးဆုံးနေနဲ့ကျွန်တော်မလုပ်ပြရမှာဆိုလို့ချင်းเนาะကျွန်တော်အသုံးပြုတဲ့ software တွေကိုကျွန်တော်သွားလဲပေါ့เนาะသွားပြီးတော့မှကျွန်တော် setting change ပြရမှာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ကိုက VPN ပြပြအောင်သွားမှာလဲပေါ့เนาะကိုသုံးတဲ့ VPN ကိုသွားပြီးတော့မှဖိထားပြရပေါ့เนาะကျွန်တော်ကတော့ဒီ net mode ကြောင့်ပြပြသားပါเนาะအဲ့တော့ကိုသုံးတဲ့ VPN ကိုကျွန်တော်သွားပြီးတော့မှဖိပြထားလိုက်ပါဒီလိုဆိုလို့ရှိရင်တော့ဒီညမှာ app info တွေသွားပေးရဖြစ်ပါတော့เนาะဒါပေမဲ့ app info တွေချက်သွားပေးလိုက်ပါပြီးရင်တော့ကျွန်တော်အပေါ်ဆွဲတင်ပြီးတော့မှကျွန်တော်ဒီမှာ battery save တွေ့ပါလေဗောနော်တချို့ဖုန်းဆိုလို့ရှိရင် battery ဆွဲနေတာတွားလို့ရတာဗောနော်ကျွန်တော်ကတော့ဒီဒီမှာတွေ့ပါလေဗောနော်ကျွန်တော် Redmi phone ဖြစ်ကြတော့ဒီမှာလာပြီးတော့လောက်ပြရဖြစ်ပါတယ်ဗောနော်အဲတော့ဒီမှာ setting တဲ့ဟုတ်တော့ဗောနော်ဒီ battery saver ဆွဲချက်တွားပြလိုက်ဗောနော် ပြီးရင်တော့ဒီနံပါတ်အပေါ်ဆုံးတွေ့ပါလိမ့်မယ်နော်ဒီနံပါတ်လာပြီးတော့မှထားပြရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုကိုရဲ့ဖုန်းကပုံမှန်အတုပ်ပြုရတယ်ဆိုလို့ရှိရင်တော့ဘာမှလှုပ်ရှားမလို့ဘူးနော်ဒီနံပါတ်ကျွန်တော်ပုံမှန်တက်ထားပေးလိုက်ပါအဲ့တော့ခဏခဏကြားနေတယ်ဆိုလို့ရှိရင်တော့ဒီနံပါတ်လာပြီးတော့မှပြန်ပြောင်းပေးထားတာဖြစ်ပါတယ်ပေါ့နော်ဒီမှာလာဆိုလို့ရှိရင် ဒီ software ထဲမှာသွားပြီးတော့မှ resetting တစ်ခုလာပြီးတော့မှပြောင်းပေးရမှာဆိုလို့ရှင်တော့ပြောင်းပြီးတော့မှအဆင်ပြေလာမှာဖြစ်ပါတယ်ပေါ့နော် okay နော်နောက်တစ်ချက်နေတော့ကျတော့မလုပ်ပေးရမှာဆိုလို့ရှင်တော့ဖုန်းကိုကျတို့က power အပိတ်အဖွင့်ပဲကျတော့ပြန်လုပ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်အဲတော့ကျတို့ဖုန်း power ကျတော့အပိတ်အဖွင့်ပြန်လုပ်ပေးလိုက်ပါပြီးရင်ပြန်ဖွင့်ပြီးပြန်တော့ကြည့်ပေါ့နော်အဲဒါဆိုလို့ရှင်တော့ကျတို့ပုံမှန်တိုင်းပြန်တော့ရတာဆိုလို့ရှင်တော့ဘာမှလုပ်ဆောင်လို့တော့ပေါ့နော်အကွဲကျတို့ကဒီ reboot set နဲ့ကျတို့ချိန်ပြီးသွားပြီပေါ့နော်ကျတို့ဖုန်းကိုလည်း power အပိတ်အဖွင့်ပြန်လုပ်ပေးပြီးသွားပြီဒါပေမဲ့ software ကကျသေးတယ်ဆိုလို့ရှင်တော့ကျတို့ဖုန်းထဲမှာရှိတဲ့ app တွေကိုတာယူတော့မှဆစ်ဆဲပြီးတော့မှဖြတ်ပြရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဖုန်းရဲ့အထဲမှာကျွန်တော်ရှိတဲ့လိုအပ်တဲ့ software တွေကိုဖြတ်ပြရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဘယ် software ကျွန်တော်မသုံးဘူးနဲ့ပေါ့နော် file size များတဲ့ software တွေကိုကျော်ရှာပေးပေါ့နော်အဲ့တော့ချက်ဆိုလို့ရှိရင်တော့ game တွေက file size တအားများတယ်ပေါ့နော် game တွေရှိပဲအခြားကျွန်တော်မသုံးတဲ့ပုံတွေ video file တွေပေါ့နော်အဲ့ဒီ file ကိုတွားပြီးတော့မှဖြတ်ပြရဖြစ်ပါတယ်ပေါ့နော်အဲ့လိုဖြတ်ပြလိုက်မှဆိုလို့ရှိရင်တော့ကျွန်တော် forward store တွေပေါ့နော်နေရာပြင်ရလာမှဆိုလို့ရှိရင်တော့ဒီကျွန်တော်အသုံးပြုတဲ့ VPN က ို့ပြီးတော့မှအလုပ်လုပ်ပို့ပြီးတော့မှကောင်းလာဖြစ်ပါတယ်ဗောနော်နေရာလို့ပြန်လုပ်ပေးမယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့မှအစင်စရာဖြစ်ပါတယ်ဗောနော်အဲ့တော့ phone storage နေရာပြန်ရအောင်ဗောနော် phone memory card နေရာပြန်ရအောင်ကျွန်တော်လုပ်ပြရမှာဖြစ်ပါတယ်ဗောနော်အဲ့တော့ပြန်လုပ်ပေးလိုက်ပါဗောနော်အဲ့တော့ဒီ line နဲ့ software တွေဖြတ်ပြီးတော့ pony filter တွေဖြတ်ပြီးတော့မှလုပ်ပေးမှာဆိုလို့ရှိရင်တော့ပြန်ပြီးတော့အဆင်ပြေသွားမှာဖြစ်ပါတယ်ဗောနော် โอเคเนาะအဲ့ဒီအရာကျွန်တော်လောက်ပါရေးဆိုလို့ရှိရင်เนาะကျွန်တော်တို့ဖုန်းကိုပုံမှန်တိုင်းပြန်ပြီးတော့မှအသုံးပြုကြည့်ပေါ့เนาะပြန်ပြီးတော့မှအဆင်ပြေသွားဖြစ်ပါတယ်ပေါ့เนาะအဲ့တော့အရင်အဆုံးအချက်အနေနဲ့ကတော့ကျွန်တော် software ထဲမှာတာပြီးတော့မှ setting ကိုချိန်ပေးလိုက်ပါပြီးရင်เนาะကျွန်တော်ဖုန်းကို power app ဖြင့်ပြန်လုပ်ပေးလိုက်ပါပြီးရင်เนาะကျွန်တော်ရဲ့ဒီ app တွေပေါ့เนาะမလိုတဲ့ software ကျွန်တော်ဖြတ်ပေးမယ်မလိုတဲ့ file တွေပုံတွေကိုကျွန်တော်ဖြတ်ပြရမှာဖြစ်ပါတယ်ပေါ့เนาะအဲ့လိုပြန်လုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်ခဏခဏပြုတ်နေပေါ့เนาะဒီ VPN ကကျွန်တော်ပြန်ပြီးတော့မှပုံမှန်တိုင်းကြာပြီပေါ့เนาะ ပြန်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ပေါ့နော်အားလုံးပဲအဆင်ပြေကြရမျှော်လင့်ပါလေ video ရှုပ်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ